တဲ့တဲ့ချိုပွဲတော်လဲဆောင်လေးချစ်ခင်လေးစားတန်ဖိုးထားရသူများကို brands နဲ့ဂါရဝပြုကြပါစို့ Level Broadcasting ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရိုက်ခွင်းမမအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်။စွမ်မွန်တို့ရဲ့အခုတစ်ပတ်ရိုက်ခွင်းမမအစီအစဉ်ကနေတင်ဆက်ပေးချင်တာကတော့တူနိုင်မရတဲ့မြစ်တာဆိုတဲ့ရုပ်သံဇလန်းတွဲရဲ့ရိုက်ခွင်းပုံရိပ်တွေပဲဖြစ်ပါရယ်ရှင်။ဒီဇလန်းတွဲကိုတော့ Writer စဘူထွန်းသက်လင်ကရိုက်ကူးပုံဖော်နေပြီးတော့တရုတ်ဆောင်ပေါင်းများစွာပါဝင်တရုတ်ဆောင်ထားကြတာပဲဖြစ်ပါရယ်။ပရိသတ်တွေကစွမ်မွန်တို့ရဲ့ရိုက်ကူးတင်ဆက်မှုကိုဆက်လက်ကြည့်ရှုအောင် ဒီဇက်ဖြစ်တည်လာတာတော့ဟိုရှေ့ကဇလန်တွဲအဆက်ပေါ့နော်ရှေ့မှာရိုက်ခဲ့တဲ့ကြီးမြတ်သောမာတာဆိုဇလန်တွဲရှိတယ်ပေါ့ဒါရိုက်ကူးပြီးတာဒီနေ့ဆို10ရက်ပဲရှိသေးအဲအဲဟာရဲ့အဆက်ပေါ့စီဇန်2ခေါ်မှာပေါ့နော်ဇာကားမှာတော့ဟိုပရမဘိုင်းကတော့သူကအဖေရောအမေရောတေဝါပြီဆိုတော့လေကလေး9ယောက်ကြံခဲ့တယ်ဒီကလေး9ယောက်နဲ့ဒီလောကကြီးလဲမှာသူတို့လဲပတ်မှာပေါ့လေအဲကလေး9ယောက်ကတော့ ိုခိုင်နှင်းဝေရယ်နောက်ပြီးတော့ဟိုဆောင်းရုံဆန်နေတွေနောက်ပြီးပိုးအီခန်နောက်အီစီကွေပေါ့အဲ၅ယောက်ကသူတို့နဲ့ဟိုလှုပ်ရှားရမှာပေါ့နော်ကျန်တာတော့သူတို့ဇက်ပုတ်ဇက်ရံတွေတော့အများကြီးပါတာပေါ့လေသူကဟိုပါပေါ့ရှေ့ရတော့ကြီးမြတ်သောမာတာစုံရေပေါ့မိဘမြတ်တာပေါ့မိဘတရားသာသမီပေါ်မှာထားတဲ့မြတ်တာအဲ့မြတ်တာရဲ့ဟိုဖော်ညွှန်းချက်ပေါ့အဲ့ရနေပြီးတော့အခု

ထမပိုင်းတော့ဒါဟိုမမိုးရဲ့တာသမီ9ယောက်တမအခုဆိုတော့ဒါအကြီးလာတာပေါ့နော်အမကဒါအကြီးဆုံးအမနေရာနေပြီးတော့တရားဆောင်မှာပါဒီမှာကျတော့အမတယောက်ရဲ့မြစ်တာပေါ့အမတယောက်ရဲ့မြစ်တာမှာဒီအမတို့ပထမဇန်နဲ့တော့ဒါတာသမီအကုန်လုံးတို့မွေစားရဲ့အိမ်နေရောက်သွားခါအခုကျတော့အမဖြစ်တဲ့သူကနေပြီးတော့ကိုညီမတွေမောင်တွေကိုစိုးတဲ့သူတွေကလည်းစိုးတယ်နော်အဲ့လိုဟာမျိုးတွေကိုလိုက်ပြီးတော့စုစည်းပြီးတော့တစုတဝေးတဲ့နဲ့တမိသားစုတွေဖြစ်အောင်လို့ လိုက်ပြီးတော့ဆူရတယ်အမကြီးအမိယာနေရာတရုတ်ဆောင်တာပါ ိုက်သက်တွေကြည့်ရှုခဲ့ရတာကတော့တူနိုင်မရတဲ့မြစ်တာဆိုတဲ့ရုပ်တံဇလန်းတွေရဲ့ရိုက်ကွင်းပုံရိပ်တွေဖြစ်ပါရဲ့ရှင်။စုမုံတို့ရဲ့ရိုက်ကွင်းပုံမှာအစီအစဉ်ကနေလာမယ့်ဘက်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်ရှင်နဲ့ဗီဒီယိုရိုက်ကွင်းတွေကိုတင်ဆက်ပေးဦးမှာမို့စောင့်မျှကြည့်ရှုပါလို့ပြောရင်းနဲ့အခုတစ်ပတ်အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရယ်။ပရိသတ်များအားလုံးပဲစိတ်ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ dentro puedo lensomly ချစ်ခင်လေးစားတန်ဖိုးထားရသူများကို brands နဲ့ဂါရဝပြုကြပါစို့